မင်္ဂလာပါရှင်တောင် TV ရဲ့အပတ်စဉ်သတင်းအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ကျမကတော့လေဘောစမင်းပါ။တပတ်အတွင်းတောင်အပြည်တဲ့ကစူးစီထားတဲ့ထူခြားသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။စူးစီရရှိထားတဲ့သတင်းတွေကတော့ကြောက်မဲနဲ့ကုတ်ခိုင်မှာတောင်အပြည်ရဲ့တပ်ဖွဲ့ကမူရီစေဝါရောင်းဝယ်တုံဆွဲတူ12ဦးဖမ်းဆီးရမိတဲ့သတင်း။မိုးကုတ်မြို့နယ်အတွင်းကဒေတာခံတူတွေကို PSRF တရားနယ်တာဝန်ရှိသူတွေတွားရောက်တွေ့ဆုံခဲ့တဲ့သတင်း။ ုခိုင်မှာလေပြင်းတိုက်လို့နေအိမ်နဲ့အိမ်ထိခတ်ပျက်စီးသွားတဲ့သတင်းနဲ့အတူထူခြားတဲ့သတင်းတွေကြားရမှာပါပထမဆုံးအနေနဲ့ကြောက်မဲနဲ့ကုခိုင်မှာတအားပြည်ရဲတပ်ဖွဲ့ကမူရီစေဝရောင်းဝယ်တုံဆွဲတူဆန်အုပ်ကိုဖမ်းဆီးရမိထားပါတယ်ဒီသတင်းအပြည့်စုံကိုမေယမင်းတူကပြောပြပေးသွားမှာဖြစ်ပါတယ်တန်ပီကုတ်ခိုင်မြို့နယ်ကြောင်မဲမြို့တို့မှာပြီးခဲ့တဲ့မလ22ရက်နေ့ 24ရက်ကမူရီစေဝါရောင်းဝယ်၃ဆွဲသူ12ဦးကိုတအန်းပြည်ရဲတပ်ဖွဲ့ကဖမ်းဆီးရမိခဲ့ပါတယ်။ကုတ်ခိုင်မျိုးကဖမ်းဆီးရမိတဲ့ဖြစ်စဉ်မှာတော့မော်ဟစ်ရွာကအသက်32အရွယ်ဦးအောင်ခိုင်ဝင်းဆိုတဲ့သူစီကနေပင်နယ်ဆက်လင်ဘူးအတွင်ထဲ့ထားတဲ့ဘင်းဖြူလေးပုနဲ့အသက်42အရွယ်ဦးတန်းလုံစီမှာစိတ်ကြွယူသွစေပြရှစ်ပြားကိုဖမ်းဆီးရမိခဲ့ပါတယ်။ ကြောင်မဲမြို့အတွင်းဖမ်းဆီးရမိတဲ့ဖြစ်စဉ်ကတော့ပြီးခဲ့တဲ့မလ24ရက်နေ့ကရက်ွက်တစ်မှာနေထိုင်တဲ့ဒေါ်တန်းတင်ဆိုတဲ့သူကိုတအားပြည်ရဲ့တပ်ဖွဲ့ကခိုင်လုံတဲ့တည်င်းအရာသူမရဲ့နေအိမ်ကိုတွားရောက်စစ်ဆီးခဲ့ကြပါတယ် အဲ့ဒီလိုစစ်ဆေးတဲ့အခါမှာဒေါ်တန်းတင်နေအိမ်အတွင်းမူးယစ်ဆေးဝါးလာရောက်တုံဆွဲသူအမျိုးသား၉ဦးဖမ်းဆီးရမိပြီးတပတ်လူဝိုင်းစာတန်းနဲ့ပန်းတီတစိုက်ပါ စိတ်ကြွယူတုဆေးပြပေါင်း၂900ကျော်ငွေသား၁300ကျော်တင်စီရမိခဲ့ပါတယ်။ လက်ရှိမှာတော့ဒေါ်တန်းတင်အပါဝင်မူရစ်စေဝါလာရောက်တုံးဆွဲတဲ့ကြောင်မဲမျိုးကအမျိုးသားကိုဦးကုတ်ခိုင်မျိုးကဥအောင်ခိုင်ဝင်းနဲ့ဥတန်းလုံတို့နှစ်ဦးအပါဝင်စွတ်စုပေါင်းမူရစ်စေဝါရောင်းဝယ်တုံးဆွဲသူ12ဦးကိုတအန်းပြည်ရဲ့တဆိုင်ရာမြို့နယ်ရဲ့တပ်ဖွဲ့တွေကမူရစ်စေဝါတိုက်ဖြတ်ရေးဥပဒေနဲ့အညီအရေးယူထားပါတယ်။ တန်းပြည်ရဲတပ်ဖွဲ့အနေနဲ့မူရီစေဝါတိုက်ဖြတ်ရေးလုပ်ငန်းကိုအချိန်အဟုန်မြင့်ပြီးလှုပ်ဆောင်ရမှာမလတလအတွင်းမူရီစေဝါရောင်းဝယ်တုံးဆွဲသူ32ဦးအထိဖမ်းဆီးရမိခဲ့ပါတယ်ရှင်။ကျမမြင်မင်းသူပါ။ဒုတိယတပ်ဖွဲ့အနေနဲ့လိုအပ်နေတဲ့ကျောင်းဆရာဆရာမ65ဦးကိုတန်းပညာရေး Institute TI ကခေါ်ယူတဲ့တရင်ကိုကြားရမှာပါ။ဒီတရင်အပြည့်အစုံကိုလေပေါ်လပါကပြပြပေးသွားမှာဖြစ်ပါတယ်။ လိုအပ်နေတဲ့ကျောင်းဆရာဆရာမ65ဦးကိုတောင်ပညာရေး Institute TEI ကဝန်ထမ်းခေါ်ယူနေပါတယ်။လာမယ့်2025-2026ပညာသင်နှစ်မှာကျေးရွာပေါင်း120အတွက်စာတင်ကျောင်းတိုးချက်ဖွင့်လှစ်တွားမယ့်နေရာတွေကိုဆရာဆရာမလိုအပ်နေတာဖြစ်ပါတယ်။တောင်ပြည်မှာစာတင်ကျောင်းလိုအပ်နေတဲ့ကျေးရွာတွေကိုအခြေခံပညာစာတင်ကျောင်း120ကျောင်းထပ်မံဖွင့်လှစ်တွားမယ်လို့ TEI ကထုတ်ပြန်ထားပါတယ်။ အဲ့ဒီစာတင်ကြောင်းတွေအတွက်စေတနာဝန်ထမ်းကျောင်းဆရာဆရာမ65ဦးလိုအပ်နေပါတယ်။စိတ်ဝင်စားလို့ရှောက်လို့သူများကိုတောင်းပညာရေး Institute TEI ရဲ့လူမှုကွန်ရက်စာမျက်နှာတွေဖြစ်တဲ့ Facebook Page Messenger မှာဖြစ်စေရှောက်ရမဲ့ပုံစံကိုစစ်ဆေးမေးမြန်းနိုင်ပါတယ်။ရှောက်လွာကို2025အေဗီလ10ရက်နေ့နောက်ဆုံးထားပေးပို့ရမယ်လို့လည်းကြေညာထားပါတယ် TEI ကလွန်ခဲ့တဲ့2019ခုနှစ်ကစတင်ဖွဲ့စည်းပြီးစာတင်ကြောင်းမရှိတဲ့ဝေးလံခေါင်းဖျားတောင်ပေါ်တွေတရီမှာအခြေခံပညာမူလတန်းကြောင့်လက်လံဖွင့်တဲ့အဖွဲ့အစည်းဖြစ်ပါတယ်။ဒါအပြင်ဖုံးတော်ကြီးတင်ဘတ်ကကြောင်းပရဟိတပညာရေးဘော်ရာဆောင်မြားကိုလည်းထောက်ပံ့ကူညီပေးခဲ့ပါတယ်။ TEI ကိုတောင်းတန်ကားရောများတောင်းအရဖက်ဖွဲ့စည်းများစုပေါင်းဖွဲ့စည်းပြီးပညာတင် जा ခွင့်ဆုံးရှုံးနေတဲ့ကလေးငယ်များကိုပညာတင် जा ခွင့်ရရှိရေးနဲ့အရေးအတွေးပြည့်မီတဲ့ပညာရေးစနစ်ပေါ်ထွန်းစေရန်ရည်ရွယ်ဖက်စည်းလိုက်တာဖြစ်ပါတယ်။ကျမလွေးဖို့တပါပါရှင်။ ဆက်ပြီးတော့နမ်ဆန်မြို့နယ်ခေခင်ကျေးရွာမှာကျောင်းဆောင်တင့်ဖွင့်ပွဲနဲ့ထီတင်ပွဲအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ပါတယ်။ခေခင်ရွာမှာဖုံတော်ကြီးကျောင်းကျောင်းတင့်ဖွင့်ပွဲမတ်လ18ရက်နေ့မှာကျင်းပပြုလုပ်ခဲ့ပါတယ်။တအားပြည်နမ်ဆန်ခရိုင်နမ်ဆန်မြို့နယ်ခေခင်ရွာမှာဆလော့ပီစီတွားတဲ့ဖုံတော်ကြီးကျောင်းကိုရေစက်ချလူဒန်းနဲ့ဖွင့်ပွဲကိုကျင်းပပြုစီခဲ့ပါတယ်။ဖုံတော်ကြီးကျောင်းကို2023ခုနှစ်စတင်ဆလော့ပီစီခဲ့ပြီး ကိုဗစ်ကာလနဲ့အာဏာသိမ်းမှုကြောင့်ကျောင်းဆောင်ဖွင့်ပွဲကို2025ခုနှစ်မှာပြုလုပ်ရတာဖြစ်ပါတယ်။အဲ့ဒီဖုန်ကြီးကျောင်းကိုမြန်မာတက္ကသိုလ်1985ခုနှစ်ကနေ1389ခုနှစ်အထိပြင်ထောင်နှစ်ထပ်ကျောင်းဆောင်ဖြစ်ပါတယ်။ကျောင်းဆောင်မိလောင်တွားပြီးပြည်လဲတိဆောက်ရမှာ2023ခုနှစ်မှာပြစီခဲ့ပါတယ်။အဆိုပါကျောင်းကိုဆရာတော်မဟာကမဌာနစရိယကကျောင်းထံအဖြစ်တည်င်းသုံးတော်မူခဲ့ပါတယ်။ကျောင်းရေစက်ချဖွင့်ပွဲနဲ့အတူ စီဒီတင်ပွဲအခမ်းအနားပါတဘာတဲ့ပြုတ်လုပြီးယက်နီယဝေးတကာတကာမှများလာရောက်ကုတူယူကြပါတယ်ကျမလီဘော့စမင်းပါရှိမဟုတ်မြို့နယ်အတွင်းကဒေတာခံပြတူတွေကို PSRF တရားနာရေးတာဝန်ရှိသူတွေတွားရတွေ့ဆုံခဲ့တဲ့သတင်းဖြစ်ပါတယ်အောင်ပြည်မိုးကုတ်ခိုင်မိုးကုတ်မြို့နယ်အတွင်းကဒေသခံလူထုတွေကိုမိမိတို့ PSRF တရားနာဝေတာဝန်ရှိသူတွေကတွားရောက်ပြီးတွေ့ဆုံပွဲတွေပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီတွဲဆောင်ပွဲတွေကိုပြီးခဲ့တဲ့ဖေဖော်ဝါရီလ15ရက်ကနေမလ12ရက်နေ့အထိကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။တွဲဆောင်ပွဲမှာလက်ရှိတောင်းပြီးအုပ်ချုပ်ရေးရန်ရားတွေနဲ့ပတ်သက်လို့ဒေသခံလူထုတွေကိုမိမိတို့ PSLF TNW တာဝန်ရှိသူတွေကရှင်းလင်းပြောကြားခဲ့တယ်လို့ဒေသခံလူထုတွေအနေနဲ့လည်းမိမိတို့တောင်းပြီးအုပ်ချုပ်ရေးရန်ရားတွေနဲ့ပတ်သက်ပြီးတည်လို့တဲ့အကြောင်းအရာတွေကိုမေးမြန်းခဲ့ကြပါတယ်။ မိမိတို့ PSLF TNA တာဝန်ရှိသူတွေကမကုံမြို့နဲ့အတွင်တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေအရင်ကထပ်ပို့ပြီးတုတ်သက်ကောင်းမွန်လာစေဖို့အတွက်တတခံမိဘပြည်သူတွေအနေနဲ့တောင်းပြရတဲ့ဖွဲ့နဲ့ပူပေါင်းလှုံ့ဆော်ကြဖို့လိုအပ်ကြောင်းတိုက်တွန်းပြကြားခဲ့ပါတယ်။ရပ်ပေါင်း25ရက်ကြာမြင့်ခဲ့တဲ့အဲ့ဒီတွေ့ဆုံပွဲတွေမှာမိမိတို့ PSLF TNA ဘဟုယုံချုပ်ကတွဲဖက်အထွေထွေအတွင်ရေးမှုနှစ်ဖြစ်တဲ့ပူမူကြီးတာပေါင်းလက်အပါဝင်မုဂုတ်ခရအုပ်ချုပ်ရေးဌာနကတာဝန်ရှိသူတွေ ဌာနဆိုင်ရာအတတိကအတာဝန်ရှိသူတွေပါဝင်ခဲ့ကြပြီးတော့မကုံမြို့နယ်ကရက်ွက်အုပ်ချုပ်ရေးမှုတွေအုပ်စုအုပ်ချုပ်ရေးမှုတွေနဲ့ကျေးရွာအုပ်ချုပ်ရေးမှုတွေအပြင်ကျေးရွာပေါင်း15ရွာကအရက်သားလူထုတွေတက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။ကျမလွေးပို့တပါပါရှင်။နောက်တစ်ပတ်အနေနဲ့ကိုခိုင်မှာလေပြင်းတိုက်လို့နေအိမ်နေအိမ်ထိခိုက်ပျက်စီးသွားပါတယ်။ကိုခိုင်မြို့မှာလေပြင်းတိုက်ခတ်လို့နေအိမ်နေအိမ်ထိခိုက်ပျက်စီးသွားပါတယ်။တောင်ကြီးကိုခိုင်ခရိုင်ကိုခိုင်မြို့ရက်ွက်နှစ်မှာ ပြီးခဲ့တဲ့23ရက်နေ့ကလေပြင်းတိုက်ခတ်ရာကနေတစ်ပင်လဲကြပြီးနေအိမ်နှိမ်ထိခိုက်ပျက်စီးခဲ့ပါဗျ။အဲ့ဒီလေပြင်းတိုက်ခတ်တာကြောင့်နေအိမ်နှိမ်အပါအဝင်ကာလာတံပိုးကြက်တင်း900ဝန်းကျင်ထိခိုက်ဆုံးရှုံးခဲ့ပါဗျ။ထိခိုက်ပျက်စီးသွားတဲ့နေရာတွေတော့ PSRFTNA ရဲ့ကုခိုင်မြို့နယ်စီပင်တရားရေးအဖွဲ့နဲ့ပြည်သူလူထုတွေဝိုင်းဝန်းပြီးကူညီလှုပ်ဆောင်ပေးခဲ့ကြပါဗျ။ပြီးခဲ့တဲ့2023ခုနှစ်ဇူလိုင်လတုန်းကလည်းကုခိုင်မြို့နယ်ကောင်းလင်ကျေးရွာအုပ်စုကြောက်ပြင်းကျေးရွာမှာ လေပြင်းတိုက်ခတ်တာကြောင့်စတင်ကျောင်းအပါဝင် ဖုံးတော်ကြီးကျောင်းနဲ့နေအိမ်ဆက်တိုင်ထိခတ်ပျက်စီးခဲ့ပါတယ်ရှင်။ကျွန်မလေပေါ်စမင်းပါ။နောက်ဆုံးတစ်ပုဒ်အနေနဲ့တောင်စာပေအဖွဲ့ထီရော်ရီကမင်္ဂောမျိုးနဲ့အတွင်းမှာရှိတဲ့ကျေးရွာနှစ်ရွာကိုအခြေခံတအားယုံတုံးဆန်ဒေတာဖွင့်လင့် PC တဲ့တရင်ပါ။ဒီတရင်ကိုတော့ဒီဒီအုံမြေကပြောပြပေးသွားမှာပါ။ တောင်းစာပေဖွဲ့ TRA ကမိုင်းကုန်းမြို့နယ်မှာရှိတဲ့ကျေးရွာနေရွာကိုခြေခံတောင်းယုံသုံးစာတင်နှံဖွင့်လှစ်ပြီးစီးခဲ့ပါတယ်။တောင်းပြည်နမ်ဆန်ခရိုင်မိုင်းကုန်းမြို့နယ်မှာရှိတဲ့ကျေးရွာနေရွာကိုတောင်းစာပေဖွဲ့ TRA ကအခြေခံတောင်းယုံသုံးစာတင်နှံဖွင့်လှစ်တင်ကြားပေးပြီးတင်နှံစင်ပွဲကျင်းပပြုလုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့မတ်လ22ရက်နေ့တုန်းကလည်းကွန်ဇလမ်ကျေးရွာမှာပြုလုပ်ကျင်းပခဲ့ပြီးတော့မတ်လ22ရက်နေ့မှာဘိန်းကင်တော်ကျေးရွာကိုတောင်းစာပေဖွဲ့ TRA ကဥဆောင်ပြီးတင်းနှင်းစင်ပွဲကျင်းပပြုလုပ်ခဲ့ပါတယ်။အဲ့ဒီခြေခံတောင်းယုံသုံးစာတင်းနှင်းကိုចောင်းသူចောင်းသားဦးရေ183ဦးတက်ရောက်တင်ကြားခဲ့ပါတယ်။ចောင်းသူចောင်းသားတွေကိုတင်းနှင်းတက်ရောက်အောင်မြင်ပြီးစီကြောင်းတင်းတန်းလက်မှတ်တွေကိုလည်းပေးအပ်ချင်းမြင်ခဲ့ပါတယ်။ အခြေခံတောင်းယုံသုံးစာတင်နံဖွင့်လေးရတဲ့ရွယ်ချက်ကတောင်းမျိုးနယ်စုများစကားသုံးလုံးဝဟာရတူညီစေခြင်းတောင်းမိခင်ပါရာစကားမပပျောက်စေခြင်းတောင်းစာဥစာပေပုံနှိပ်မဂဇင်းများထုတ်ဝေနိုင်စေခြင်းနဲ့တောင်းပညာရေးကျောင်းအတွင်းတောင်းစာပေပါရာရဲ့များပို့ချနိုင်ရန်အတွက်ဆရာဆရာမဝန်ထမ်းတွေကိုမွေးထုတ်နိုင်ရန်ရွယ်ပြီးဖွင့်လေးတင်ကြားပေးခဲ့ခြင်းဖြစ်ပါလေရှင်။ကျမတီတူမျိုးပါ။ဒီတစ်ပတ်သတင်းတွေကတော့ဒီလောက်ပါပဲရှင်။ တောင်းတ TV သတင်းတွေကိုစောင့်မျှော်ကြည့်ရှုအားပေးတဲ့မိဘပြည်သူတွေရောအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်မိဘပြည်သူအားလုံးကိုစိတ်နှပြရွှေလန်းချမ်းမြေကြပါစေရှင်